တနင်္သာရီတိုင်းလောင်းလုံးမြို့ကဆင်းထောက်ကမ်းခြေမှာဝေးလငမန်သုံးကောင်သေဆုံးပြီးတောင်းမြေပေါ်တင်းနေတာကိုဒေသခံတွေကနိုဝင်ဘာ18ရက်မနေ့ကတွေ့ခဲ့ကြပါတယ်။သေဆုံးနေတဲ့ဝေးလငမန်သုံးကောင်ကိုတွေ့ခဲ့ရပြီးအလွန်ဝမ်းနဲ့ကြေကွဲပွေသတင်းဖြစ်တယ်လို့ဒေသခံတဦးကလူမှုကွန်ရက်မှာတင်ထားပါတယ်။တခြားဒေသခံတဦးကလည်းတော်တော်ကိုထိတ်လန့်မိတယ်လို့ပြောပြီးသဘာဝပတ်ဝန်းကျင်ဆိုးရွားနေပြီလားလို့မိကွန်းထုတ်ပါတယ်။တွေ့ရှိတဲ့ဝေးလငမန်တွေကပေ20ခန်းစီရှိပြီး သေးစိတ်ကိုတော့မသိနိုင်သေးဘူးလို့ဒေသခံကပြောပါတယ်။ဝေးလငမန်းဆိုတာကအရန်ရှားပါပြီးမျိုးသုံးလူနီးပါးအန္တရာယ်ရှိတဲ့မျိုးစိတ်ဖြစ်တယ်လို့ကဘာပေါ်က၅မျိုးစိတ်တွေအားလုံးထဲမှာအရွယ်အစားအကြီးဆုံးဖြစ်ပါတယ်။အရွယ်ရောက်ပြီးသားဝေးလငမန်းကပြည့်မြအားဖြင့်အရှိ78ပေကနေ32ပေအထိရှိနိုင်ပြီးတချို့ကပေ60ကျော်အထိကြီးထွားနိုင်ပါတယ်။ပင်လယ်သမုဒ္ဒရာတွေရဲ့အပူပိုင်းနဲ့အပူလျော့ပိုင်းရေပြင်တွေမှာကျဆားလေးရှိပြီးမြန်မာ၊ထိုင်း အိန္ဒိယနဲ့အင်ဒိုနီးရှားဒေသတွေနဲ့ဆက်ဆက်နေတဲ့ကပလီပင်လယ်မှာကျဆားကြပါတယ်မြန်မာမှာဆိုရင်တော့တနင်္သာရီကမ်းရိုးတန်းဘိတ်ကျွန်းစုအပါအဝင်မြန်မာပင်လယ်ပြင်နဲ့တခြားကမ်းရိုးတန်းဒေသတွေမှာလည်းတွေ့ရပါတယ်ဝေလငမန်းတွေကို2016ခုနှစ်ကစပြီးမျိုးသုံးလူနီးပါးအန္တရာယ်ရှိတဲ့မျိုးစိတ်အဆင့်အဖြစ်တဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအပြည်ပြည်ဆိုင်ရာသတ်မှတ်က IUCN ကသတ်မှတ်ခဲ့ပါတယ်တနင်္သာရီတိုင်းနဲ့ကမ်းရိုးတန်းဒေသတွေမှာစစ်အုပ်စုကလက်နက်ကြီးတွေပစ်ခတ်တာ ဒေသရင်းတိုက်ပွဲတွေဖြစ်ပွားတာကြောင့်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်အာဏာရှင်တော်လှန်ရေးအတွက်တိုက်ပွဲတွေရှိနေပေမဲ့သဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးအတွက်လည်းအာယုံဆိုင်လှုပ်ဆောင်တင်တယ်လို့ဒေသခံတွေကတိုက်တွန်းနေကြပါတယ်ရှင်။